မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မုံတိုင်းဖြစ်နိုင်ခြင်း90ရာခိုင်နှုန်းရှိတဲ့အကြောင်းဖော်ပြပေးပါမယ်မလူတာတုတေတီအွန်လိုင်းကတော့ ECNWF ကမုံတိုင်းဖြစ်နိုင်ခြင်း90ရာခိုင်နှုန်းလို့တွေ့ရပြီးတော့ NOAAGFS ကတော့မြဝကျွန်းပေါ်ကန်ယူရန်ဘက်ကိုဦးတည်နိုင်ကြောင်းတွေ့ရပါတယ်လေဗီအာနဲ့ရှင်ဝန်တကယ်ဖြစ်လာတဲ့အခါမှာဘလို့သွားမယ်ဘလောက်အားကောင်းမယ်ဆိုတာသိရမှာပါ ပြည်စင်ချိန်အရန်နှဲသွားနိုင်တာကြောင့်အခုတွေ့တာကိုဖော်ပြလာခဲ့တာလည်းဖြစ်တယ်လို့ဆိုပါရစေ။ဒါ့အပြင်ထိုင်းမိုးလေဝသဌာနကဒီနေ့ထုတ်ပြန်ချက်မှာမတ်လ31ရက်ဒီနေ့ကနေအပယ်3ရက်အတွင်းမှာအားကောင်းနေတဲ့အရှိလေစီကြောင်းကတွန်းပို့တာကြောင့်ထိုင်းပင်လယ်ကွေ့တောင်ပိုင်းကကပ်ပလီပင်လယ်ဘက်ကိုမိုးမြှားနိုင်တဲ့အခြေအနေတွေဖြစ်လာပါမယ်လို့ဆိုပါရစေ။ ခမ်းမန်းထားတဲ့အေပယ်လ၂ရက်ကနေ၃ရက်တွင်ကပလီပင်လယ်တောင်ပိုင်းမှာလေဖိအားနဲ့ရေဝန်ဖြစ်လာမှာကိုဆက်ပြီးစောင့်ကြည့်ရပါမယ်။လေဖိအားနဲ့ရေဝန်ကမုန်တိုင်းအထိဖြစ်လာနိုင်တဲ့ကြိုတင်ခမ်းမန်းချက်တွေကတော့ဖော်ပြပြီးလည်းဖြစ်ပါတယ်။လေဖိအားနဲ့ရေဝန်ဖြစ်လာပြီးမှဘလောက်ထိအားကောင်းမယ်၊ဘယ်ဘက်ကိုဦးတည်ရွေးရှားမယ်၊အရွယ်စားကဘလောက်ကြီးနိုင်မယ်ဆိုတာတွေနောက်တစ်ဆင့်ကြည့်ရပါအောင်မယ်။ရွေးရှားဝင်ရောက်လာမဲ့လမ်းကြောင်းတေးကြပြီးဆိုမှနောက်ဆက်တွဲမိုးများနိုင်မဲ့ဒေသတွေကိုဆက်ပြီးပြောလို့ရအောင်မယ်လို့ဆိုပါရစေ။ ဒါအပြင်2025ခုနှစ်စကိုင်းငလျင်ကြီးလှုပ်ပြီးတော့နောက်ဆက်တွဲငလျင်လှုပ်တဲ့အချိန်တွေကတော့မတ်လ31ရက်ဒီနေ့ညနေ4:50မိနစ် update ရထိုင်းမလို့သားဌာနငလျင်ဌာနကနေနောက်ဆက်တွဲငလျင်အကြိမ်218ကြိမ်ရှိပြီလို့လည်းဖော်ပြထားတာဖြစ်ပါတယ် ဆက်လက်ပြီးတော့မတ်လ31ရက်အတွက်မိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်မှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပြီးတော့ပင်လယ်ပင်လယ်တောင်ပိုင်းမှာတိမ်သင့်တဲ့ဖြစ်ထွန်းပါမယ်။ပင်လယ်ပြင်အခြေအနေဟာရခိုင်ကမ်းရံမြဝကျွန်းပေါ်ဒေသတွေနဲ့မော်ဒမကွေ့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိုင်ကိုငားမိုင်ကနေစင်မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနှဲငယ်ကနေလှိုင်းသင့်တဲ့ရှိပါမယ်။တရင်းနိုင်ကမ်းရံပါမှာလေဟာ အရှိအရှိမြောက်ဘက်ကနေတနအိ9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းအနှင်းငယ်ကနေလှိုင်းတင်းတင်းရှိပါမယ်။မိုးချင်နေဟာတရင်းနိုင်တိုင်းဒေသကြီးမှာနေရာကျကျမိုးထစ်ကြုံရွာပြီးတော့ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မော်ပြည်နယ်မှာနေရာကွက်ကြားမိုးထစ်ကြုံရွာနိုင်ကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့အများအပြားဖြင့်တာယာပါမယ်။ နေပူချိန်ဟာမြန်မာနိုင်ငံဒေသတချို့မှာအပူချိန်တွေပြန်လဲရောကြပါမယ်မြို့အခြေအနေကတော့စကိုင်းတိုင်းဒေသကြီးမလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရောင်းတိုင်းဒေသကြီးအရောက်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးတရိုင်းနိုင်တိုင်းဒေသကြီးရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ခရီးပြည်နယ်တွေမှာမနက်ပိုင်းမှာမြို့လူတွေကြာဆင်းပါမယ် ဆက်လက်ပြီးတော့အေပက်တရက်နှစ်အတွက်မနုဒခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလင်ပင်လယ်ပြင်မှာတိမ်အထင်တက်ကနေတိမ်ထူထပ်နိုင်ပြီးတော့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာတိမ်အထင်တက်ဖြစ်ထွန်းပါမယ်။ပင်လယ်ပြင်အခြေအနေဟာရခိုင်ကန်ရက်နဲ့မြဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လိုင်းနှင်းငယ်ကနေလိုင်းအထင်တက်ရှိပါမယ်။တရင်းနိုင်ကန်ရက်နဲ့မုဒမကွေ့မှာတော့လေဟာအရှိတ်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လိုင်းနှင်းငယ်ကနေလိုင်းအထင်တက်ရှိပါမယ်။မိုးချင်တွေကတော့တရင်းနိုင် တိုင်းဒေသကြီးမှာနေရာကျဲကျဲမိုးထစ်ကြုံရွာသွန်းပြီးတော့ AR တိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ကြားမိုးထစ်ကြုံရွာပါမယ်။ Sky တိုင်းဒေသကြီးရောင်တိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်မှာတိမ်တင်းတင်းဖြစ်ထွန်းပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားတာရပါမယ်။နေပူချင်းဟာမြန်မာနိုင်ငံဒေသတချို့မှာအပူချင်းတွေပြန်လဲရောကြပါမယ်။မြို့အခြေအနေကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ခရီးနေပြည်နယ်တွေမှာမနက်ပိုင်းမှာမြို့လူတွေကြာဆင်းပါပဲရှင်။ ဆက်လက်ပြီးတော့လည်းရသက်တပံမိုးလေဝသခံမှန်းချက်ကိုဖော်ပြပေးပါမယ် အခုဒီပတ်၄ရက်၅ရက်၆ရက်နေ့တွေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာလီဖီအာနေရှင်ဝတ်တကြိမ်ဖြစ်ပေါ်ပါမယ်။မိုးလေဝသဖြစ်စဉ်တွေအနေနဲ့ဒေသအလိုက်အနည်းပူချိန်တွေတိုးလာနိုင်တာကြောင့်မိုးလေညနေပိုင်းအချိန်တွေမှာလေပြင်းတွေတိုက်ခတ်တာ၊မိုးထိပ်ထောင်ကြီးတွေဖြစ်ပေါ်တတ်တာ၊နေရာကွက်ပြီးတော့မိုးကြီးတာ၊မိုးသီးတွေကျွေကြတာ၊လျှက်စီးလက်တာ၊မိုးချိုးပြစ်တာစတဲ့ဒေသနယ်တွေဖြစ်ပေါ်နိုင်လို့ပုံမိုဂယုပြုဖို့လိုအပ်ပါတယ်။မိုးချင်တွေဟာမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာကွက်ကြမိုးထစ်ကြုံရွာပါ ါမယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံဒေသတချို့မှာအပူချိန်တွေပြန်လည်ရောကြပါမယ်။ဆက်လက်ပြီးတော့ရေနေမဲ့အခြေအနေသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်မတ်လ30ရက်မိုးလယ်2နာရီချိန်ထုတ်ပြန်ကြမှာတော့ AR မြေဟာမြန်မာစံတော်ချိန်ချက် AR မြေဟာမြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွာချက်တရမန်လေးမြို့မှာ346စင်တီမီတာကိုရောက်ရှိပါရတယ်။အဆိုပါမြေဟာနောက်9ရက်အတွင်းမှာတော့ လက်ရှိရေမှတ်အောင်နှစ်ပေခွဲကျော်ကြာဆင်းပြီးတော့ရင်းမြုပ်ရဲ့ရင်းနှဲတရေပေမှတ်360စင်တီမီတာအောက်မှာဆက်လက်တည်ရှိမယ်လို့လည်းဆိုပါရစေ။ဆက်လက်ပြီးတော့2025ခုနှစ်မတ်လ31ရက်နေ့ဒီနေ့ညနေ4နာရီချိန်နေ့စဉ်မိုးလေဝသတင်းကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းပြီးတော့ ကပ္ပိပင်လယ်ပြင်နဲ့ကြံပင်္ဂလာပင်လယ်အောက်မှာတိမ်အထင်ထက်ကနေတည်တူတက်ပါတယ်။မနက်ဖြန်မနက်ချိန်ထိခန့်မှန်းချက်ကတော့တရနိုင်တိုင်းဒေသကြီးမှာနေရာကျဲကျဲနဲ့ကချင်ပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာနေရာကွက်ကြားမှုထစ်ကြုံရပါမယ်။ယိုဟန်ယာနုံ80ဖြစ်ပါတယ်။ရောင်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရတိုင်းဒေသကြီး၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတိမ်အထင်ထက်ဖြစ်ထွန်းပြီးတော့ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားတာရပါမယ်။မိုးဒေတာဖြစ်ပေါ်မှုအခြေအနေကတော့တရနိုင်တိုင်းဒေသကြီး၊မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာမိုးဒေတာဖြစ်ထွန်းလျက်ရှိပြီးတော့အဆိုပါမိုးဒေတာရွှေရှားရနေရာတခြားမှာမိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတိုက်ခတ်တာမျို းတက်ကြုံတာမိုးချိုပြစ်တာလျှက်စင်းလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတင်းပြုနိုင်ဖို့အကြံပြုထားပါတယ်မြမပင်လေပြင်းမှာလှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်လှိုင်းမြင့်ဟာမြမကံရက်တရှောင်းနဲ့ကန်းတော်ပင်လေပြင်းမှာ၄ဘီကနေ9ဘီကရှိပါမယ်နောက်နှစ်အတွက်ခမန်းချက်ကတော့သတင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကျကျမိုးထစ်ကြုံရပါမယ်နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်နက်ဖတ်မက်ချိန်လေးခမန်းချက်ဟာအများအပြားတာရပါမယ်ရောင်မျိုးနဲ့အနီးတစ်ဝိုက်အတွက်နက်ဖတ်မက်ချိန်လေးခမန်းချက်ဟာတိမ်တဲ့တဲ့ဖြစ်တော်မှာမယ်မန္တလေးမျိုးနဲ့အနီးတစ်ဝိုက်အတွက် နက်ဖက်နက်ချိန်တွေခံမှန်းချက်ဟာအများအားဖြင့်သိရပါမယ်ရှင်။ဆက်လက်ပြီးတော့အေပယ်လာဇန်းမှာမိုးထစ်ကြုံရွာနိုင်လို့မြလင်ပေးတဲ့ဒေတာတွေသတိထားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းဖော်ပြပေးပါမယ်။မြန်မာနိုင်ငံမှာမတ်လ31ရက်ကစလို့နေပူချိန်တွေကြာဆင်းပြီးတော့အေပယ်လာ၄ရက်ကစလို့နိုင်ငံအနှံ့မှာမိုးထစ်ကြုံရွာနိုင်တယ်လို့ NUG ရဲ့မိုးစလားနဲ့စလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ ဝိလုဒါနှင့်ဇလားဗေဒါညွှန်ကြားမှုဦးစီးဌာနရဲ့မတ်လ31ရက်မနက်9:00နာရီချိန်ထုတ်ပြန်ချက်အရလည်းတရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာရွာရအောင်60နဲ့နေရာကွက်ကြားမိုးနှင်းငယ်ရွာမယ်လို့လည်းထုတ်ပြန်ပါတယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းနှင်းငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်။လှိုင်းမြဟာမြမကန်ရန်တက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ၄ပြည်ကနေ9ပြည်ကရှိနိုင်တယ်လို့လည်းထုတ်ပြန်ပါတယ်။ လူတာတူတေတီအွန်လိုင်းကတော့ငလျင်ဘေးတဲ့ဒေတာတွေကိုရောက်လာပဲရှိတဲ့မိုးရွာနိုင်ပဲအနေထားကိုကြိုတင်သတင်းပြုပြီးတော့ပြင်ဆင်နိုင်ဖို့အသေးပေးထုတ်ပြန်လာပါတယ်။မက်လာ31ရက်မြန်မာစံတော်ချိန်12နာရီ45မိနစ်တိုင်းတာချက်ရတော့လေဖိအာနဲ့ရှုံးဟာကနအုံးမှန်းစားတယ်လို့ရခိုင်ကန်ရန်ဘတ်မသွားတော့ဘဲနဲ့ ARA တိုင်းအောက်ဘက်ကနေရန်ကုန်ကိုဖြတ်တန်းသွားနိုင်တယ်လို့ခန့်မှန်းပါတယ်။ မွန်တိုင်းပြည်မှာမဖြစ်ဘူးဆိုတာပြောလို့မရသေးပဲမိုးလေဝသဌာနထုတ်ပြန်ထားတာကိုသတိထားစောင့်ကြည့်ဖို့အကြံပြုတိုက်တွန်းထားပါတယ်ဒါအပြင်ထိုင်းမှာလည်းပဲ58ခရိုင်လုံးမှာမိုးတက်လှပြင်းသတိပေးချက်ထုတ်ပြန်တဲ့ကြောင်းဖော်ပြပေးပါမယ်။ထိုင်းနိုင်ငံ58ခရိုင်ထဲမှာထိုင်းနိုင်ငံက58ခရိုင်ထဲမှာ ကိုရက်ပိုင်းအတွင်းအပူပိုင်းမုန်တိုင်းဝင်ပြီးတော့မိုးသက်လေပြင်းကျရောက်မယ်လို့ထိုင်းမိုးစလာကမတ်လ31ရက်ဒီနေ့မှထုတ်ပြန်ပါတယ်။လက်တလောတရုတ်နဲ့တောင်တရုတ်ပင်လယ်မှာလေဖိအားနဲ့ရောင်ဝဖြစ်ပေါ်နေပြီးတော့တောင်ဘက်အရက်နဲ့ထိုင်းပင်လယ်အော်ကိုရွေ့ရှားမှာဖြစ်ပါတယ်။ထိုင်းထပ်ပိုင်းမြောက်ပိုင်းကဒေသတွေကပူပြင်းတဲ့ရှာတိဥတုနဲ့ထိတွေ့စင်မှာအပူပိုင်းမုန်တိုင်းတွေဖြစ်ပေါ်မယ်။ဒီအခြေအနေမှာတော့ မတ်လ31ရက်ကနေပြီးတော့အင်ပယ်3ရက်အတွင်းမိုးသဲထန်တာလေပြင်းတိုက်တာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကျွေတာတွေဖြစ်တတ်တာကြောင့်ပြည်သူတွေအနေနဲ့လည်းဟင်းလင်းပြင်းနေရတပ်ပင်ကြီးတွေခိုင်ခန့်မှုမရှိတဲ့ဆိုင်းပုတ်တွေနဲ့အစောင်းနေအောင်မှမနေကြဘို့တောင်သူလယ်သမားတွေအနေနဲ့လည်းစိုက်ပျိုးသီးနှံပျက်စီးတာကနေကြိုတင်ကာကွယ်ဖို့ထိုင်းမလူတာဌာနကတရေပေးပါရယ်မတ်လ31ရက်တွင်သတိထားရမယ့်ခရိုင်တွေကတော့ထိုင်းမြောက်ပိုင်းမေဟောင်ဆောင်ချင်းမိုင်လမ်းပွန်လမ်းပန်းတောက်နဲ့ကန်ဖိုင်ဖစ်ခရိုင်ထိုင်းလယ်ပိုင်းဦးထိုင်းထန်နေစုဖမ်းပူတွေအယုဒ္ဓယာ ကန်ဂျနာပူရီရက်ပူရီနှခွန်ပထုံဆမော့ဆခွန်ဆမော့ဆောင်ခလာဘာကောက်ခိုင်နဲ့တကွာအနီးတဝိုက်ဧရိယာထိုင်းတောင်ပိုင်း Facebook ရေ Project Kirika ချွန်ဖုံးနယ်ဆိုတဲ့အထာနေခိုင်နေဖြစ်ကြပါတယ်။အေပယ်တရက်နေ့သတိထားရမယ့်ခိုင်နေမှာတော့မြောက်ပိုင်းချင်းပိုင်းလမ်ပွန်လမ်ပတ်နဲ့တိုက်ခရိုင်ထိုင်းလယ်ပိုင်းဦးထိုင်းထာနေကန်စနာပူရီခိုင်နဲ့တောင်ပိုင်း Facebook ရေခိုင်တို့